ခင်ဗျားလည်းမင်္ဂလာပါ play and chill youtube facebook tiktok kick off news facebook channel လေးကနေကြိုဆိုလိုက်ပါတယ်အခုပြောရမယ့်အကြောင်းအရာလေးကတော့မင်းညာကန်သွားတဲ့ဗန်လီနဲ့အာဆင်နယ်အကြောင်းအရာလေးပဲဖြစ်ပါတယ်ပွဲပြီးအမြင်လေးပြောရမယ်ဆိုရင်မင်းကကျွန်တော်ပွဲကြုံမှာပြောခဲ့တဲ့အတိုင်းပဲဖြစ်ပါတယ်ကျွန်တော်ပွဲကြုံမှာပြောရတယ်တကူနှစ်ကူပဲသွင်းမယ်အဲ့ထက်ပုံမသွင်းဘူးဒါဆိုချန်ပီယံလိရှိတယ်ကန်ကောင်းသွားမှကိုပြက်မယ်လို့ပြောခဲ့တယ် ြောခဲ့တဲ့အတိုင်းပဲပထမပိုင်းကနှစ်ဂိုးသွင်းတယ်နှစ်ဂိုးသွင်းတယ်ဒါပေမဲ့ chance ကြီးအများကြီးရခဲ့တယ်ကံမကောင်းတဲ့တော့ကိုမဝင်ပါဘူးအဲ့တော့ကိုနှစ်ဂိုးနဲ့ပြီးပါတယ်ကဲလိုင်းအလီရင်စပြောလိုက်အောင်အာဆင်နယ်ကဘယ်လိုလိုင်းအလီထွက်လာလဲအာဆင်နယ်ကတော့လူစုံတက်ဆုံထွက်လာတယ် Royal ပါတယ် Timba ပါတယ် Sliver ပါတယ် Gabriel ပါတယ် Color Fury ပါတယ်အလဲထဲမှာ Suvimanti Rice ပါတယ် Right wing မှာ Saka left wing မှာ Trossard အဲ AMF က easy Jokeres ပါလာတယ် ပန်လီယာဒူဘရာကာပါတယ်ဝေါ်ကာပါတယ်လော်ရန်ပါတယ်တွမ်စီဘီပါတယ် STV ပါတယ်ဟတ်မန်ပါတယ်ဦးကိုချူကူပါတယ်ဦးလန်ပါတယ်ဖလော်ရီနိုပါတယ်အန်တိုနီပါတယ်ဖလမ်မင်ပါတယ်အဲ့တော့ဘလို့အရင်စလဲဆိုအာဆင်နယ်ကဆဆချင်းပွဲဆဆချင်းမှာအာဆင်နယ်ကနည်းနည်းလေးအခြေမကျခင်မှာပန်လီဘက်ကတိုက်စစ်စင်တယ်ပန်လီဖိနေတယ်ဖိနေရင်ကနေပြီးတော့အာဆင်နယ်ပထမဆုံးကော်နာရတယ်အာဆင်နယ်ဒီဆပ်ပီစကင်းလို့ပြောရမယ်အတိုင်းပဲ စပ်ပြီးဆရာပြီဆိုရင်တခြားအသင်းတွေအဆင်းတွေအရင်ကြောက်ရတယ်ပြီးတော့ဘရသူတို့ဒီဂဗရီယယ်ကိုရအောင်လိုက်ကတ်အရင်ကဂဗရီယယ်ဒီသူကိုယ်တိုင်ဂိုးသွင်းတယ်အခုနောက်ပဲဂဗရီယယ်ကိုသူကိုယ်တိုင်ဂိုးမသွင်းမဲ့ဂဗရီယယ်ပြန်ပေးဖို့တဲ့အဆင်ဖြစ်တယ်ရိုက်ထောင်လိုက်တဲ့ဂဗရီယယ်ပြန်ချပြီးတဲ့ဂျော့ဂရက်စ်ကတိုက်သွားတယ်ဂျော့ဂရက်စ်ဆိုလည်းအများကြီးပြန်ကောင်းတယ်ချန်ပီယံလိမှာအာတွင်းတယ်တွင်းပြီးတော့အခုပရီးမီယံလိမှာပြန်တွင်းတယ်ပြီးတော့ဒုတိယကိုဒုတိယကိုဒီဂျော့ဂရက် ဂိုသမာချပီးလိုက်တာအနေပြီးတော့ယောကရက်ပြေးွားပြီးတော့ပေးလိုက်တဲ့အလုံးဒီအဲ့အလုံးဒီတော်တော်ကောင်းတဲ့အလုံးပေးလိုက်တဲ့အလုံးဒီ process စီတန်းရတယ် process စီချပီးလိုက်တယ် rice စီကောင်းကောင်းတက်ပြီးပို့သွင်းသွားတယ်မနေ့ကပွဲမှာပြောစရာအများကြီးရှိရဘာလဲဆိုတော့ color fury ကိုခုနောက်ပိုင်းအာတီဒါတီအရှိန်အဟန်းမှာတုံးနေရတာလို့ပေါ့ထင်ရတယ် ်နောက်တန်းမှာတင်းမသည်အစာကာနောက်ကိုအရင် overlap မလိုက်တော့ဘူးတင်းမကျင်ခဲ့တင်းမ overlap လိုက်တော့ဆိုဇူဘီမန်ဒီကျင်ခဲ့ဇူဘီမန်ဒီစတိဘာကာဗီယာဆိုပြီးကျင်ခဲ့ကာလာဖီယိုရီရဲ့လုံဝအရှိတန်းရဲ့ဟိုကနောက်မှာဒီစီဝန်းနားမှာရှိနေမယ်ကာလာဖီယိုရီဒီလုံဝ process နဲ့ပေးကစားမယ် rice နဲ့ပေးကစားမယ်ပြီးရင်ရရင် yogurt ကိုပေးမယ်အဲ့လိုမျိုးတောက်လျှောက်ကစားနေမနေ့ကပွဲမှာ yogurt စီအများကြီးတိုးတက်လာတယ် yogurt စီ နောက်လိုက်ကစားတဲ့အရှိမယောဂရက်စ်ပါနေဟိုဘက်ကဘလိုပဲဖြစ်ဖြစ်နှစ်ယောက်သုံးယောက်ဒီယောဂရက်စ်ကိုကတ်နေရတဲ့ကိုဟိုဘက်ဒီဘက်နှစ်ဖက်လုံးဝင်းနှစ်ဖက်လုံးဒီလွတ်သွားတယ်အဲ့တော့မနေ့ကဆိုရင်ယောဂရက်စ်ကိုစာကယောဂရက်စ်ကစာကောက်ချပေးတာဒီယောဂရက်စ်နဲ့ easy နဲ့တွဲသွားစာကဆိုအဲ့လိုအပိုင်လုံးတစ်လုံးရတာကိုသမားဒူရာကတော့ကောင်းသွားလို့မနေ့ကမကူပါဘူး stress is နည်းနည်းလေးပြောအောင် stress ကြည့်မယ်ဆိုရင် position မှာအစင်နေက54အဲဘန်လီက46 ဒီဒီမှာဆိုရင်တော့ဟိုမှာ2.42အစင်နေကဘန်လီရ0.42 total shot က12 pin twin 12ကန်ထားတယ်ဘန်လီရ3ကန်ထားတယ် shot attack အစင်နေ6ချိန်ဘန်လီကတစ်ချိန်မှတော့မရတာခုတော့ဘိုင်အစင်နေဒီ shot attack ကိုလုံးဝမပေးတော့တဲ့အစင်နေမှာရှိခဲ့အော်တိုဘာလာမှာတစ်ချိန်မရထားတယ် shot attack အဲ့ဒါဒီ brighton ကိုပေးထားအဲ အဲ့ဒါဒီ Crystal Palace ကိုပေးထားတာ Crystal Palace ကလည်းအဲ့ဒါဒီတကယ် target ကိုထိတာမဟုတ်ဘဲနဲ့ Gozma Let ကပေါ်လုံးကို Ikitiki ရောက်အဲ Ikitiki ရောက်ဝင်တိုက်ဝင်တိုက်တော်တဲ့ဟာကြီးအဲ့တော့ Arsenal ကဒီပွဲနိုင်သွားတဲ့အတွက်ကို clean sheet 9ပွဲဆက်တဲ့နဲ့ဆက်ပြီးတော့ထိတ်မှဥဆောင်နေတယ်ဒုတိယပိုင်းမှာဆိုရင် ယောဂရက်ကိုအနာပေးလိုက်တယ်ကစားသမားတော်တော်များများအနာပေးလိုက်တယ်ဘရူနာဝဘရူနာပေးလိုက်လေ easy အနာပေးလိုက်ထရော့ဆတ်အနာပေးလိုက်တယ်ဇူဘီမန်ဒီအနာပေးလိုက်တယ်ကာလာဖီယိုရီအနာပေးလိုက်တယ်ပြီးတော့ကာလာဖီယိုရီထွက်သွားတဲ့အချိန်မှာသူတို့ဟိုအောင်ထည့်လိုက်တယ်ဟင်ကပီထည့်လိုက်တယ်ဟင်ကပီထည့်လိုက်တယ်ဆိုတော့တဘောတော်ပါသည်ပထမအနောက်ကို၃ယောက်ကနေအနောက်ကို၄ယောက်ပေးလိုက်တယ်ကိုအင်္ဂလိပ်ရှိပဲစိုက်ယူမယ်ဆိုတော့ဘောဘောအာဒီတာထားလိုက်တယ်ပြီးတော့မရီနိုဝင်ကစားရဲဆိုတော့အတွက်ကိုမရီနိုကအကြတော့ လုံးဝ center for ပုံစံမဟုတ် strength for striker ပုံစံမဟုတ်သူကကြောက်နည်းနည်းလေးရှေ့တက်နောက်ဆင်းအဲ့လိုပစားတဲ့ပုံစံလေးဖြစ်တဲ့တော့ဘူးတိုက်စစ်လုံးဝကြာပါတယ်ဒုတိယပိုင်းမှာဒီလောက်ပါပဲအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်